ဒီပန်းတော့ဝင်တောင်ဆရာတော့ဒီဗဒနာပညာသာရကဘကိုးတိုင်းဒေသကြီးအင်းတကောတောင်တလုံးသာသနာနယ်မြေမှာဒီသူတော်စင်နဲ့အတူရှိနေတဲ့အချိန်မှာထူးဆန်းတဲ့အိမ်မက်တစ်ခုမှတ်ခဲ့ပါဗါတယ်။အဲအိမ်မက်ထဲမှာဒီဆရာတော်ကြီးတစ်ပါးကတောင်တလုံးကိုညွှန်ပြပြီးတော့အဲ့ဒီတောင်မှာသာသနာပြုပါဆိုပြီးတော့မိန့်တော်မူတယ်။ဒီတောင်ရဲ့ဒီဆင်းတဲ့တဲ့လမ်းတစ်လျှောက်ပေါ့နော်ပြောရတော့ဒီတောင်ပတ်ပတ်လေမှာဒီမျိုးဇေဒီလေးတွေအများကြီးပဲသူကတည့်ထားပါဗျ။ အွန်လိုင်းမှာရှာကြည့်ထားရတလို့ဆိုလို့ရှိရင်တော့ဒီနေရည်တွင်းရဲ့ဟိုအပအထဲတဲ့အထီကိုပေါ့နော်လှမ်းပြီးတော့မြင်ရပါတယ်အခုကတော့အဲ့နားတွေတော့တွားလို့မရတော့ပါဘူးကြာလာကြာလာခွေးလေး ဒီတစ်ခါမှာငွေစိန်ကဒါရန်ကုန်မြို့နဲ့အနီးတဲ့နေရာမှာလည်းရှိရယ်ပေါ့နော်ပြီးလို့ရှိရင်ဒီနေရာလေးကိုလာလိုက်လို့ရှိရင်ဒါရန်ကုန်မြို့ထဲမှာပဲဒါရှမ်းပြည်တို့ကလောဘက်ကိုရောက်သားတယ်လို့ပြောဘိုက်မျိုးရမယ့်နေရာလေးခေါ်လာပြရပါအဲ့ဒါကတော့မော်ပြီးဒါတချို့ရတိုက်ချင်းမြို့နဲ့မှာပြောကြရယ်ပေါ့နော်အဲ့မှာရှိတဲ့ဒါပန်းတပွင့်တောင်ကိုရောက်လာတာပါအဲ့တော့ပန်းတပွင့်တောင်ကိုလာတဲ့အချိန်ကတော့ဟိုကမနက်စောစောထွက်လာတာပေါ့နော်မနက်6နာရီတော့ထွက်လာထွက်လာတဲ့အချိန်ကျတော့ဒီကိုရောက်တော့ကားကတော်တော်လေးမောင်းရမြို့ထဲကနေပြီးတော့အခုဆိုလို့ရှိရင်ဒါ7နာရီနဲ့20ဖြစ်နေပြီးတော့ဒါပေမဲ့ဒီနေရာမှာလုံးဝမြို့တွေအုပ်ဆိုင်မြို့ ော့လေလုံးဝကားလမ်းနဲ့လာလမ်းတစ်ချောင်းမှာလေတဘာဝတွေကအရန်ကြည့်လို့လဲကောင်းတယ်ပြီးတော့လေလေးတရားလဲအေးပြီးတော့လေဒီချိန်ဆိုလို့ရှိရင်ဒီရန်ကုန်မြို့ထဲမှာဆိုလို့ရှိရင်လုံးဝနေရပူလို့ချွေးပြန်လို့လေရက်ခတ်နေရတဲ့အချိန်ကဒီနေရာမှာလုံးဝဒီဆောင်းလို့ရအငွေ့အသက်အရသာလေးကိုခံစားနေရတော့မယ်ပေါ့နော်အဲ့တော့လမ်းတစ်ချောင်းမှာဥမာတော့ဒီမှော်ပြီးဝန်တစ်ချောင်းလမ်းကနေပြီးတော့ဖြတ်လာတယ်ပြီးတော့ဟိုးထိပ်မှာဆိုရင်ဒါလက်ပတန်းစုကျေးွာလဲဖြတ်လာတယ်ပေါ့နော်အဲ့မှာဆိုလို့ရှိရင်ဒီဒီကြတိုင်းထောင်ရုပ်ကိုတွေ့ခဲ့တယ်အခုဒါတော့ဒါပန်းတဝက်တောင်တော်မြက်သာသနာနယ်မြေရဲ့ပေါ့ပါမှာပါအဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီပြတိုင်းထောင်အယုတ်ကြီးနှစ်ရုပ်ကိုလည်းတွေ့ရတယ်ပေါ့နော် ဒီမှာဆိုရင်တော့ဒီဓာတ်ပုံကတော့ဒါပန်းတပွင့်တောင်ဆရာတော်ဒေါက်တာဒီဗဒ္ဒနာပညာတာရဒီပါမောက်ခချုပ်ရဲ့ ဓာတ်ပုံမှာဒီပန်းတပွင့်တောင်ဆရာတော်ကဒီပန်းတပွင့်တောင်ဒီသာသနာနယ်မြေမှာသူ့အိမ်မက်အရာလာပြီးတော့ဒီသာသနာပြုနယ်မြေအနေနဲ့ဒီဇေဒီတွေတည်ထားတာပေါ့နော်အဲ့တော့ဒီပြထိုင်းတောင်အယုတ်ဆိုတာကတော့ဒီပန်းတပွင့်တောင်ဆရာတော်ရဲ့အမတ်တစိမ့်ပဲဖြစ်ပါတယ်အခုဦးမတော်ကဒီအပေါ်ကနေပြီးတော့ဟိုးပန်းတပွင့်တောင်အထီကိုကားနဲ့ဆိုရင်တော့အ2မိနစ်လောက်ပေါ့နော်လမ်းလျှောက်သွားမယ်ဆိုတော့15မိနစ်လောက်တော့သွားအောင်မယ်အဲ့တော့ဦးမတော်မနက်ပိုင်းဒီတောင်ပေါ်ကနေပြီးတော့မြူကြရဲ့အရသာတို့လည်းဦးမတော်ကြည့်ကျင်သေးရပေါ့နော်အားကြောင့်မလို့ ဟိုကတော့ကားနဲ့ပဲဆက်သွားမယ်လမ်းချောက်ရောမသွားတော့အဲ့တော့မြန်မြန်လေးသွားကြမယ်ဒီနောက်ရောက်လာတဲ့အချိန်ပါလေဖုံဖုံလေးကိုရင်လေးစာဆိုးတဲ့အတန်ကြားတယ်အကျယ်ကြီးပဲဒီဘက်ကဝင်လဲရရပေါ့နော်ဒီဘက်ကဝင်မယ်ဆိုတော့ तू ကကျတော့ဟိုလိုမျိုးလှေကချစ်တယ်လို့မဟုတ်ဘူးမြေလမ်းကဒီလိုမျိုးအမက်ကလေးလောက်ထားပေါ့နော်ဒါမဲ့ဟိုဘက်ချမ်းမှာဒီလိုလှေကတင်းနဲ့တက်လို့ရရပေါ့နော်အဲ့ဒါဟိုဘက်ချမ်းတွားချစ်ကြပါမယ် ုးရှိမှာစိတ်ကလေးပြေးလာတယ်ပဲအဲ့အဲ့တဲ့လေကဒီဘက်မှာဟုတ်လားလေကဒီဘက်မှာအော်ခုနကစာဆိုရဲတန်နေကြရတယ်ဆိုအခုမှလှမ်းမြင်မိတယ်ဟိုဘက်မှာပန်းတပွင့်တောင်ဖုံးတော်ကြီးတင်ပညာရေးကျောင်းရှိပါတယ်အားကြောင့်မလို့အဲ့အတန်ကြီးကြားနေရအေးဝေးဝေးဝေးအာပန်းတပွင့်တောင်ကျောင်းကစိတ်တည်တယ်စိတ်များနေအတူခရီးသွားကြည့်ဟဲ့ဟဲ့ တို့ဟိုရဲသွားမှာอืมစိတ်ကဘာစားမြင်လားဩဩဟုတ်တယ်ထီကယုံဆိုမှာဒီဟိုကအင်တာနက်မှာရှာလာတာပေါ့နော်ဒီပန်းတခွင်တောင်မှာအဲ့ထီကယုံမင်းနေအများကြီးရှိရလို့အများကြီးရှိရလို့တွေ့လာပါတယ်အင်တာနက်မှာဟိုကဒီပန်းတခွင်တောင်ပေါ့တက်ပူအောင်ရှင်ပြန်ဆင်းလို့ရှင်ဟိုနေရည်တွင်တော့မဟာရေကန်လို့လည်းရှိရပေါ့နော်ဟိုကအဲ့နေရာလည်းမရဘူးသေးဘူးအဲ့နေရာရောလည်းအခုချိန်နေပရိသတ်ကြီးလိုက်ပြပေးမယ်ပြီးတော့ထီကယုံမင်းနေတွေ့ရင်ထီကယုံမင်းနေလည်းကြပြပါမရှင်း ခတ်တက်မှာချက်။အမဟုတ်ဘူး။မလီကောင်းမရှိဘူး။လီကားအကျုံ။အာဒီနေရာတော့လီကားနဲ့တက်ရမယ့်နေရာပေါ့နော်။ထိပ်ပေါက်အောင်မှာဆိုလို့ရှိရင်ငခိုင်းနှစ်ကောင်လည်းရှိပါတယ်။အော်ပြီးတော့အခုတစ်ခုပြောချင်တာကဒီလိုမျိုးပန်းနှွင့်တောင်အောင်ဒီလိုမျိုးဆောင်းရတီမှာလာမယ်ဆိုတော့အကောင်းဆုံးပဲပေါ့နော်။အခုကတော့၈နာရီခွဲလောက်ဖြစ်နေပြီ။ဒါပေမဲ့ဘာပြောင်းနှီးစက်လေးပေါ့နော်။အဲ့လိုနှီးစက်တိတိလေးကြာနေတော့မယ်။အခုဒါလေကားတိုင်မှာဖလက်ချွတ်လိုက် န်ဟိုတာမှာကင်မရာမန်နှစ်ယောက်ပါကင်မရာမန်နှစ်ယောက်ကဖနက်လုနေပါလေလို့မဟုတ်ဖနက်တယ်မဆိုဖနက်လုနေကြလေကားရကြတော့ဒီဘက်မှာကျတော့ဆောင်းရသည်ဆိုရင်တကယ်ဆောင်းရသည်လိုမျိုးသူကနှင်းနေပါကြတဲ့ခါကျတော့ဒီကြောက်ပြားရအဆို့ပြန်လာပါတော့အဲအကြောင်းမလို့ဒီလေကားရနည်းနည်းလေးလိုပြမယ်မိုးဆုံထားတယ်လို့အဲ့လိုချော်တယ်ပေါ့နော်တတိထားပြီးတော့တက်ရပါတယ် တော်တော်အဝေးကိုရောက်လာပြီချင်တာဟုတ်လေလှေကားတက်လာပင်မန်းပြီမယ်လေလေဟိုကဒီညာဘက်ချမ်းမကြည့်လိုက်မယ်ဆိုလို့ရှိရင်တောင်ပေါ်မှာဒီတစ်ပင်တွေစိုက်ထားတာပေါ့နော်တစ်ပင်တွေကသူ့ဘက်သူပေါက်ညာဖြစ်တဲ့အတွက်ကြောင့်ဟိုကြည့်လိုက်မယ်ဆိုရင်မသိရင်တောင်တက်လာသူမျိုး feeling ခံရပါတယ်အခုသင်ကားတက်လာနေညာဘက်ချမ်းမှာဆိုလို့ရှိရင်တော့တောင်ပိုင်းဖိုးဖိုးကြီးကိုတွေ့ရမှာပါပြီးတော့တစ်ခုပြပြကြရှိတာကဒီပန်းနဝင်းတောင်သာသနာနယ်မြေကိုလာမယ်ဆိုလို့ရှိရင်ပေါ့နော်တက်တက်လွတ်နယ်မြေဖြစ်ပါတယ်ဒီနယ်မြေက အားချောင်းမလို့ဒီမန်းဝဲတော့တသားနဲ့နှမျိုးလာမယ်ဆိုလို့ရှင်အသားမလေးအသားငားကြီးစားလို့မရပါဘူးအခုလှေကားတက်နေနေပေါ့နော်လှေကားတဝက်လောက်မှာဒီလိုလမ်းလေးကိုတွေ့ရပါတယ် view လေးလှလို့လာကြည့်တာဟုတ်တယ်ဟိုးပေါ်ကြည့်ရွားတော့ပို့ပြီးတော့မြင်ရပါပေါ့နော်အခုဒီညာလေးကမှတော်တော်လေးလှနေပြီ ငါကိုမမနဲ့လည်းအမှန်သူကပြောနေလို့ဗီဒီယိုရဲ့ဖန်ပါမမတက်တာတက်တာ show ပါဝေ ဒါကပန်းတပွင့်တောင်တောင်တုံးလို့ရှိရပါတော့ဒီတောင်တုံးမှာမှာအခုကဒီအမြင့်ဆုံးတောင်ရဲ့တောင်ထက်ကိုရောက်လာပါဒီတောင်ပေါ်မှာဆိုလို့ရှိရင်ဒါဇေဒီလေးတွေလည်းတည်ထားပေါ့နော်ပြီးတော့ဇေဒီတဆူချင်းစီရဲ့ဈာမဆိုလို့ရှိရင်လည်းဒီလိုမျိုးငကယုံဖျားတဆူချင်းစီကိုတည်ထားတယ်တွေ့ရမှာပါ ကြထားလားမကြထားလားဆိုတာဒီလိုတန်းကိုစတီးတန်းကိုကြည်လိုက်ရေမရေမသိရင်မိုးရွာလားဒီလိုပဲလာလိုက်တာတကယ်ကိုလေရန်ကုန်မြို့ထဲမှာပေါ့တော့ဒီတောင်ပေါ်မြို့တစ်မြို့ကိုရောက်သွားတဲ့ခံစားချက်မျိုးကိုလုံးဝရတယ်ဒီထက်ပိုရမနက်စောလာရင်ပိုရမှိုက်ပါအခုကဥမာဒီမှာဟိုတောင်အောက်ကနေပြီးနေကနေတက်လာတဲ့ခါကျအခုအပေါ်ရောက်တော့ချွေးရတယ်တော်တော်ပြန်နေပူလို့ ီပန်းနဝင်းတောင်သာသနာနယ်မြေတစ်ခုလုံးကိုဒါတတလွတ်နယ်မြေအဖြစ်သတ်မှတ်ထားပါတယ်။ဒီသာသနာနယ်မြေတစ်ခုလုံးမှာဒီအသာငါကျက်ဥအရက်သေးစားတွေပေါ့နော်။တည်ယူလာခွင့်လည်းမရှိပါဘူး။ပြီးတော့ဒီသာသနာနယ်မြေမှာအဲ့လိုအသာငါကျက်ဥအရက်သေးစားတွေလည်းတောက်စားခွင့်လည်းမရှိပါဘူး။ဘာဖြစ်လို့လဲဆိုတော့ဒီဗုဒ္ဓဘာသာရဲ့အဆုံးအမတွေထဲမှာပေါ့နော်။ဒီမြေတားတရားပွားများတယ်။ပြီးတော့ဒီအတ္တဝါလေးတွေပေါ့နော်။အသက်ချမ်းသာပေးတယ်ဆိုတာဗုဒ္ဓဗုဒ္ဓဘာသာအဆုံးအမတွေမှာရှိပါတယ်။အဲ့ဒါကြောင့်မို့လို့ဒီဗုဒ္ဓဘာသာရဲ့အဆုံးအမအတိုင်းကိုဒီပန်းဝင်းတောင်သာသနာပြုဆရာတော်က ီနေရာကိုဒီသာသနာနေမိမှာပေါ့နော်အဲ့လိုမျိုးတက်တက်လို့နေမိဆိုပြီးတော့တတ်မှတ်ပေးထားတာပါပြီးတော့ဒီပန်းတော်ဝင်တော်သာသနာနေမိမှာယုံရင်ကြမ်းတမ်းတဲ့စကလုံးအပြောအဆိုမျိုးလည်းပြောတာမျိုးမလုပ်ရပါဘူးတောက်ကြအနန္တမှာဖះရှိခိုးပါမယ်ရှင်ဖះကလည်းတပတ်ပတ်ပြီးသွားပြီဆိုတော့ အခုဟိုးဘက်မှာဆိုလို့ရှိရင်ပေါ့နော်ဖူးကြီးဆဲကိုမြင်ရပါတယ်ခုဒီတိုင်းပြတော့မြင်တော့မြင်ရပါမလားမသိဘူးပြီးမှဟိုမှာမမြင်အောင်ဆိုဓာတ်ပုံလေးထည့်ပေးထားမယ်ဒီမှာဖူးကြီးရေလောင်တမန်လို့ခေါ်တာပေါ့နော်အခုဒီမှာဆိုဟိုးမှာတစ်ပင်အစိမ်းရှိတယ်အဲ့အစိမ်းเนี่ยဟိုးဘက်အကျော်မှာရေတွေလှမ်းမြင်နေရတယ်အခုလာတဲ့အချိန်ကအတော်ပဲလို့ပြောရပြောလို့ရရပေါ့နော်ဒီထက်ပိုပြီးတော့မြူတွေဒီတောင်မှာဆိုင်းနေမယ်ဆိုလို့ရှိရင်တော့တကယ်ကိုမြင်ရမှာမဟုတ်ဘူးလုံးဝမြူတွေကပိမ့်ပိမ့်နေမှာ ဒီပန်းပွင့်တောင်ဆရာတော့ဒီဗဒနာပညာသားကဘကိုးတိုင်းဒေသကြီးအင်းတကောတောင်သလုံးသာသနာနယ်မြေမှာဒီသူတော်စင်နဲ့အတူရှိနေတဲ့အချိန်မှာထူးဆန်းတဲ့အိမ်မက်တစ်ခုမှတ်ခဲ့ပါတယ်။အဲအိမ်မက်ထဲမှာဒီဆရာတော်ကြီးတစ်ပါးကတောင်သလုံးကိုညွှန်ပြပြီးတော့အဲ့ဒီတောင်မှာသာသနာပြုပါဆိုပြီးတော့မိန့်တော်မူတယ်။အဲဒါကြောင့်မို့လို့ဆရာတော်ကဒီမြန်မာသက်ကရက်1359ခုနှစ်မှာဒီနေရာကိုရောက်ရှိလာတာဖြစ်ပါတယ်။ဆရာတော်ကအဒိဋ္ဌံပြုလို့ဒီသစ်ပင်ငယ်တပင်စိုက်ပျိုးတာကနေပြီးတော့ပန်းပွင့်တပွင့်ဖူးပွင့်လာခဲ့တာမို့လို့ပန်းတပွင့်တောင်လို့နာမည်သတ်မှတ်ခေါ် ော်ဝေါ်စီခဲ့တာပါအခုကတော့တောင်မွားနေပြီပြန်ဆင်းပါမယ်ဆင်းပြီးတော့ခုဘက်မှာဒီတောင်တလုံးရှိသေးရပေါ့နော်အဲ့တောင်မှာလည်းဖျားစီတွေရှိပါသေးတယ်အဲ့ဒီကိုဆက်သွားကြပါမယ်အဲဒီမှာဒီမှာတွေ့ပြီတွေ့ပြီတွေ့ပြီအခုနအောက်မှာပြောခဲ့ရလေ ठीके ဦးမင်းပြမယ်ဆိုတွေ့ရင်ဒီမှာပါ ठीके ဦးမင်းထိလိုက်ရင်အိတ်သွားတော့ ဒါ ठी ကေယုံပန်းမော်ခုမှမြင်ဘူးလား ठी ကေယုံပန်းမြို့ထဲမှာတော့ ठी ကေယုံမင်းနေတွေ့ရသူကထိလိုက်လို့ရှင်အိတ်အိတ်သွားအဲအခုနကတောင်းကျောင်းမှာရှိတဲ့စိတ်တရားဒီ ठी ကေယုံမင်းနေစားတာပါ ठी ကေယုံမင်းနေအားကြီးပဲအခုဒီဘက်တောင်းမော်လာရင်းနေပေါ့နော် ဒီဘက်လမ်းလေးဆင်းသွားပြီဆိုလို့ရှိရင်အနေရတွင်ရှိပါတယ်အားကြောင့်မလို့ဒီတောင်ဒီဘက်တောင်ပေါ်မတက်ခင်မှာနေရတွင်အရင်သွားကြည့်လိုက်ပါမယ်အခုဒီဘက်မှာတော့ဆင်းလို့ရရလေကားလေးလုတ်ပေးထားပါတယ်သူကဒီတောင်ရဲ့ဒီဆင်းတဲ့တဲ့လမ်းတစ်လျှောက်ပေါ့နော်ပြောရအောင်ဒီတောင်ပတ်ပတ်လည်းမှာဒီမျိုးဇေဒီလေးတွေအများကြီးပဲသူကတဲထားပါကိုယ့်ရဲ့ညာဘက်ကိုပဲကြည့်မလားဘယ်ဘက်ကိုပဲကြည့်မလားဖျားစီဒီအပြည့်ပါပဲ အခုနကဟိုကတော့လှေကားလေးတိုင်းဆင်းလာပြီးတော့ဒီပန်းတပွဲတောင်နေရီတွင်ဆိုတာတော့တွေ့ပါပြီခိုးပတ်ချက်မှာပါဟိုကတော့အဲ့နားပြီးတော့သွားလို့မရတော့ဘူးပေါ့နော်ဘာဖြစ်လဲဆိုတော့ဒီနေရီတွင်အပါဝါရောက်နေသူရဲ့ဒီညီရီတွေကညီသားတွေတက်နေတာပေါ့နော်အွန်လိုင်းမှာရှာကြည့်ထားရတလို့ဆိုလို့ရှိရင်တော့ဒီနေရီတွင်ရဟိုအပအထဲတဲ့အထိကိုပေါ့နော်လှမ်းပြီးတော့မြင်ရပါတယ်အခုဟိုကတော့အဲ့နားပြီးတော့သွားလို့မရတော့ပါဘူးအေးနေရီတွင်ရမလန်းမကန်းမှာတော့ဒီနန်းဦးမေတော်ကြီးတူရဆာကြီးဒန်နန်းဆောင်ရှိပါတယ်ဒီဒန်နန်းထဲမှာဆိုလို့ရှိရင်တော့နန်းဦးမေတော်ကြီးဒီနေရီ၃ရုပ်ကိုတွေ့ရမှာပါဒီညနေတော်တွေကို မယ်ဆိုလို့ရှိရင်လည်းအင်မတန်ကိုမျက်နှာတွေအသက်ဝင်တာတွေ့ရပါတယ်အဲဟိုကတော့အခုနပြောထားသလိုပဲဘက်တောင်ပြီးတော့ဒီဘက်တောင်ပေါ်ဆက်သက်ပါမယ်။မလှော်အပ်သေးတယ်။မသိခုမှကြားဘူးလား။ဟာ။ခောက်တယ်၊ကားရတဲ့နားမှာ။မွေစေးကိုကုညီလာတောင်းသွားရယ်နော်။ပရိုဂျက်တာကိုတိုင်တယ်၊ပရိုဂျက်တာကိုတိုင်။ပရိုဂျက်တာကိုကြော်ရိုင်းနေ။ ရိုင်းနေတယ်ပြင်နေအမေအမေနားတာအာချနောင်းနာဝိုင်းခလောက်တိုက်တာမဟုတ်ချနောင်းကခလောက်တိုက်တာပြောမှာမောင်းပြပါဦးရပါဒီလောက်ကအေးဆေးပါနေဝင်းရှမ်းမင်္ဂလာကံတော်တို့ဒီမှာဆိုင်းဖို့လည်းရှိပါတယ်အဲ့တော့ဒီလမ်းပဲဒီလမ်းနဲ့ပါကြောင်ပန်းဝင်းတောင်မှာလာပြီးတော့လေစွန်စားခန်းခီးထွက်နေတယ်လို့ခံစားရတယ် စိတ်ထဲမှာအစ်စ်အဆန်းဖြစ်တာပေါ့ကျွန်တော်ကဟိုကမှကျတော့ဒီရန်ကုန်မှာပေါ့နော်အလုံးနဲ့အိမ်အိမ်နဲ့လှုပ်ပြီးတော့ဒီတိုက်ခန်းထဲမှာပဲနေရာများတဲ့ဟာကျတော့ဒီလိုနေရာလေးမှာဒါရန်ကုန်နဲ့လည်းအရင်မဝေးဘူးမြို့ထဲကနေပြီးလို့ရှိရင်နှစ်နာရီခွဲသုံးနာရီလောက်ကားစီးလာပြီးဆိုလို့ရှိရင်ဒီလိုမျိုးနေရာလေးမှာဖះလဲဖူးရမယ်ပြီးတော့တဘာဝတော်တော်အလှအလှလည်းခံစားလို့ရတယ်တပုံနှစ်လှလေးလည်းအများကြီးရိုက်လို့ရပါတယ်နေဝေရှံမင်္ဂလာကံတဲ့ အဘအောင်မင်းခေါင်ကအမှုထားပြီးခုနှစ်ရက်သားသမီးများကောင်းမှု1384ခုနှစ်ကစုံထားပြီးနေမှာဒီမင်္ဂလာကံမှာတမိစာထိုးထားပါတယ်ငါဒါပိန့်ချရွေးအသေးလေးကြီးထင်တယ်နော်ဒီမှာရေခွက်ကလေးထားလိုက်ပါရေတောက်လို့ရတာဘာအိပယ်နေလဲမသိဘူးသူကရေခွက်ကလေးနဲ့ဒီလိုမျိုးလင်မန်းလေးနဲ့ထားတာစိတ်ထဲမှာလေဘလို့နေရာကိုရောက်သွားတယ်လို့ခံရတယ်ပြောရမယ်ဆိုရင်တော့တရုတ်ကားကြီးထဲမှာလေ တိုင်းကားရတယ်ဟာတဲ့ဟာတော်ကြီးမပဲတဲ့ဟာသူကရေခိုင်ရောက်ရောက်လာတယ်အဲ့လို feeling မျိုးခံစားရတယ်ဒီဘက်ချက်မှာဘာမှမရှိတော့ဘူးဒီပန်းလို့တော့တာသနာနေမျိုးရောက်ပြီးတော့ကျွန်မကင်မရာမန်အဲ့တော့တရားပေါက်သွားပါပြီပန်းလေကြီးဟိုအောင်မှာထားခဲ့ ြုသူအစ်စ်ဖြစ်သူဟောင်းနဲ့အာခုနတက်လက်ဆတောင်းမယ်အဲ့တက်လက်ဆတောင်းမှာမောင်ကဒီဘက်ကနေရည်တွင်းရယ်ဟိုဘက်ကမင်္ဂလာကံရယ်ကိုပြပေးခဲ့တာပေါ့နော်အဲ့တော့ပြောထားတဲ့အတိုင်းပဲဒီကျန်တဲ့တောင်ပေါ်ဆက်ပြီးတက်ရပါအောင်မယ်ကြလာကြလာခွေးလေး ချက်ချင်းစီတိုင်းอ่ะစိတ်ချမ်းသာစရာရမ်းကောင်းတယ်စိတ်ထဲမှာကြင်နူးပြီးတော့ဒီမှာတိုက်နေလေးကြောင့်အေးညာွားပြီးတော့လေဒီတောင်ပေါ်တက်လာလို့မောတာပင်မန်းတာမှာဘယ်ရောက်တော့မှမသိဒီလိုမျိုးဒီအထဲထဲမှာပေါ့နော်တရားထိုင်ဖို့ဖះတရားဖះရှိကိုဘောအတွက်နေရာလေးလည်းလုပ်ပေးထားပါဗျ ဒီမှာတော့ဒီရခမေတော်နန်းကေတီနန်းနန်းရှိပါတယ်။ပြီးရင်တော့ဒီဘချမ်းကတော့အခုလုံးဝဘောလား unexpected မမျှော်လင့်ထားတဲ့ view တစ်ခုကိုပြပါပါ။ဝါကြည့်ပါဦး။ဟိုဘက်ကဦးမကခုနကတက်ခဲ့တဲ့ဟိုဘက်ကတောင်ပေါ့နော်။တောင်မှာဖျားဇေဒီရဲ့ပြီးလို့ရှိရင်ဒီဘက်ကရှူကင်းတစ်ခုလုံးနှမ်းမြင်နေရပါဘာ။ဘလောက်တော့တက်ပေကြည်ညိုစရာကောင်းလိုက်လေ။ ဒီနေ့မနက်အစောကြီးထပြီးတော့ဒီနေရာကိုလာတာပေါ့နော်အခုတကယ်ကမှအရန်အရန်အရန်ကိုမှစိတ်ချမ်းသာပါပြီဒီဖះကိုလာပြီးတော့ဖူလိုက်ရတယ်စိတ်ထဲမှာအရန်လည်းပျော်လဲပျော်ရတယ်ပြီးတော့တခါမှအဲ့လိုမခံစားဘူးတဲ့ခံစားချက်မလို့ရတယ်ဟိုကခီးရပါလေသွားနေတဲ့အခါကျတော့လေ เนาะပြီးတော့ဒီပန်းနဝင်းတောင်လာခြင်းလဲဆိုလို့ရှိရင်တော့ကိုပါကိုကားနဲ့လာမယ်ဆိုတော့ဒီပန်းနဝင်းတောင်ကြီးလာလို့ရတာပေါ့เนาะမဟုတ်ဘူးကိုကဘတ်စကားကြီးနဲ့လာမယ်ဆိုလို့ရှိရင်လည်းမှော်ပြီးအထူးမှာဘတ်စကားစီးစီးပြီးတော့ဒီဘတ်ချမ်းဝါတော့ဟိုကားတို့ပြီးလို့ရှိရင်ဆက်ကကယ်ရီအဲ့လိုငှားပြီးတော့ဆက်လာလို့ရပါတယ်ဒီပန်းနဝင်းတောင်သာသနာနယ်မြေအထူးတို့တော့အထူးကိုတော့ဘတ်စကားပေါက်တာတော့မရှိသေးဘူးပေါ့เนาะ ုတော့ဖျားဖို့တော့ပြီးသွားပြီဆိုတော့ဦးမတို့တောင်းအောင်ကိုပြန်ပြီးဆင်းပါတော့မယ်တောင်းအောင်မှာလည်းဖျားဖို့လာတဲ့လာခြင်းတဲ့သူတွေတော့ပေါ့နော်အစဉ်ပြောင်းလို့ဆိုပြီးဦးမတချို့နေရာလေးကြပေးချင်ပါတယ်လက်ပြီးကြည့်ပေးကြပါအောင်ရှင်ဒါတော့ခုနကဟိုကတော့ဟိုဘက်ချမ်းလေကားနေတက်လာပါဘောနော်အခုဒီဘက်ချမ်းမှာလည်းဒီဆင်းလို့ရတဲ့လမ်းလေးရှိပါတယ်ဒီလမ်းလေးကတော့လေကားမဟုတ်ဘူးဒီလိုမျိုးမြေဘယ်လိုပြောလဲ slope ပေါ့ short short ဆောက်ခေါ်မလား short ဆောက်လို့လုပ်ပေးထားပါဘောနော်ဒီကနေလည်းလမ်းလျှောက်ပြီးတက်လို့ရပါတယ် ဒီပန်းပွင့်တောင်သာသနာအနယ်မြေမှာပန်းပွင့်တောင်ဗုဒ္ဓသာသနာပြုတက္ကသိုလ်ရှိပါတယ်ဒီမှာဆိုရင်ဆောင်မှုတွေတခုရှိရပါတော့ပန်းပွင့်တောင်မှာသာသနာကဘာအနှံ့ပြန့်စီတော့တဲ့အခုဒီဘက်ချမ်းမှာဆိုလို့ရှိရင်လူမျိုးအပင်တွေတွေ့ရပါတယ်ဒါကတော့ရာဘာပင်တွေပါရာဘာပင်ဆိုတာဘလို့အပင်မျိုးလဲကိုဝန်ကလည်းမသိရဆိုရဲ့အတွက်ကိုရာဘာပင်လိုက်ကြပေးရဖြစ်ပါတယ်ဒီလာခဲ့တဲ့လမ်းတစ်ချက်မှာဆိုရင်ရာဘာပင်တွေမှာအပြည့်ပဲအများကြီးပဲ အခုကဒီညာဘက်ခြမ်းကိုသွားနေတာပေါ့လေညာဘက်ခြမ်းမှာဆိုလို့ရှင်တော့ဈေးဆိုင်လည်းနေရှိပါတယ်အင်တာနက်မှာရှာကြည့်ရသလောက်ကတော့ဒီဘက်မှာဆိုရင်အသီးအနှံနေရောင်းပါတယ်အသီးအနှံနေကကြတော့ဒီမျိုးအခါကြီးရကြီးလားပြလားကွယ်ဒီမှာဆိုလို့ရှင်တော့ရောင်းတယ်လို့ပြောပါတယ်ပြီးလို့ရှင်တော့ထမင်းဆိုင်နေရှိရပေါ့နော်ထမင်းဆိုင်နေကတော့ဒီနေရာတာတာနယ်မြေဖြစ်တဲ့အတွက်ကြောင့်အတက်တက်လွတ်ထမင်းဟင်းတွေပဲရောင်းချကြပါတယ်အခုဒီအချိန်ကဂျိုင်းရမလို့ဆိုင်လေးတွေအောင်တိတ်မဆုံးပေါ့နော်အတိုင်းချမ်းထွက်သီးနှံနေရောင်းဝဲတာပါဒီမျိုးဆိုင်ဆိုင်မို့တွေတော့ရှိရပေါ့နော်ခွာဆိုင်နေအရင်ကြီးမဆုံး ။ဒီမှာကျွန်မထမင်းဆိုင်လေးရှိပါတယ်။ခုနကပြောခဲ့သလိုမျိုးတက်တက်လို့ထမင်းဟင်းလေး coffee ရေးရပါတယ်။အေးဆိုင်လေးလည်းရှိပါတယ်။ဘူးသီးလေးနုနုလေးနေမှာပြောင်းဖူးတဲ့တဲ့လေးဒါဟိုကရှမ်းပြောင်းခွဲရှမ်းပြောင်းလေရှမ်းပြောင်းလေသူတို့ပြောင်းမှုတဲ့တဲ့လေးလည်းလေရန်ကမမြင်ဘူးလို့မျိုးတွေကမမြင်ဘူးပဲရှမ်းပြောင်းနဲ့ PC လေးတို့တစ်ထုပ်တစ်ထောင်နဲ့ဟောကစုံကစုံလေးချုံမဲ့ပုံမဲ့ရှိပါအောင်ရေရေရေ ။ဝဲဝောင်းမယ်။ပြုတ်ပြီးရုံးရလို့ကြိုးရဇူးလုံးတောင်တန်းနေ။အဓိကတန်းရဲဆိုတာတဲ့ဒီမှာကဒါခြံထွက်သေးနှံဆိုတော့လေဟိုလက်ဆက်ပြီးတော့ခြုံမယ်လို့ခံစားရကြည့်လိုက်တာနဲ့ကစုံ PC လေးချစ်စရာလေး။ဒါလေးရဒါလေးရအပင်းဟုတ်တယ်ခြုံမှာ။အမိုင်းတော့ဒီမှာဆိုင်ကဘယ်ချိန်ဖွင့်ညာ။ဆိုင်ကနေ့တိုင်းဖွင့်နေကြ။မနေ့9နာရီလောက်ဆိုဖွင့်။ ညနေကြတော့9နိုင်လောက်9နိုင်လောက်တိန်းတယ်ဒီပန်းနှပွင့်တောင်ကရောဘယ်ချိန်ဖွင့်တာဖះလာဖူးမဲ့သူတွေအတွက်ကြာနေ့တိုင်းဖွင့်တယ်24နိုင်ဖွင့်တယ်ဟုတ်လားဩအော်အဲ့ဒါရှာကြည့်တာမနေ့6နိုင်ရညနေ6နိုင်မဟုတ်ဘူးမဟုတ်ဘူးဩညနေမိုးချုပ်လဲလာဖူးခြင်းဖူးလို့ရတယ်ဩဒီမှာတော့ဈေးဆိုင်ကတိန်းကုန်ပြီပေါ့တိန်းပြီဩအဲ့လိုမျိုးညနေ9နိုင်9နိုင်ဆိုတိန်းသူကရွာထဲလာရောက်တာလေဩအဆိုင်ရဲ့ဘယ်ရောက်ပါဆိုင်ရှင်ကခဏကြည့်ထားပါဆိုပြင်တော့ပြင်ပါအပိလိုက်မယ်ဒါလေးနှစ်ခုတမထည့်ပြီနော်ဟုတ် င်းသီးပါဘယ်လိုစားရလဲသမီးလိမ္မော်သီးလို့ပေါ့အော်နောက်ပြီးဒီမှာချက်ချက်ချက်ပြီးအစီထုတ်ပြီးဇွန်လင်းရကလောစားရအော်အဲ့ဘယ်လိုရောင်းလဲဘာဒီဟာတထောင်ဒီဟာနှလုံး၅တောင်ကိုပါ၅တောင်၃လုံး၃တောင်နေဒီအလုံးကတော်တော်လှမချင်းသူကမျက်စိအားကောင်းအော်မျက်စိအားကောင်းတာနောက်ပြီးစီးကျူတူတူကောင်းอืมမြန်မာတက်စင်ကင်မရာမန်ကိုဝဲကြည့်မယ်ကင်မရာမန်ကမျက်မှန်ဒီလုံးတော်တော်လှကဲဒီနေ့လေးအဆုံးရှိတယ်မလားသိကြပါသိထိုးရ thằng nhưng mà chính mà đi ăn miếng chui được quan đây với dòng trầm rồi mồ ai hiện ngọc ai rồi xem trong mà trong gì mà chưa có đi làm sao vậy tông luôn tập tao chú lông này lý đẳng lông lại lông gì con trong mày mà miếng bú được မိုက်တယ်မှုေးပြီးတော့အာဒီခေါက်မှွေစင်းရတော့အဲ့ဒါရန်မော့ရန်ကုန်တိုင်ချင်းမြို့နယ်မှာရှိတဲ့ဒါပန်းတဝင်းတောင်မှာလာပြီးတော့ဖျားလဲဖွင်းနေပန်းတဝင်းတောင်မှာပေါ့နော်ရှရှဖူပေးလိုက်ပြီးတော့မှွေစင်းလုပ်ခဲ့တာပါပြီးတော့ပြန်တော့မှာဆိုတော့ခြံထွက်အသီးနှံလေးလည်းအပိတ်ခဲ့ပါတယ်အဲ့တော့နောက်တစ်ပတ်ဒီမှာဗင်ညာတို့သွားပြီးတော့မှွေစင်းလုပ်မယ်ဆိုတာဆန့်ကျင်ပေးကြပါအောင်ရှင်တက်တာ